ြင်မဲ့တော့ဒီနေ့ဒီချိန်ထိလေအစစ်စစ်ကလေးတုန်းကရေးခဲ့တဲ့သချင်းတွေနဲ့သူများအတွက်ကိုခန်းစားပြီးရေးတဲ့သချင်းတွေပဲများတယ်။ဘယ်ရင်းစားအတွက်ဘသူအတွက်ကဒီသချင်းရေးတာဆိုပြီးအတိအကျမရှိဘူး။အဲ့တော့တချို့ယောက်ျားတွေတချို့ယူသားတွေတချို့အမျိုးသားတွေကတော့တို့တို့တို့ကိုရေးရချိန်ပြီးတော့ feeling နေဖြစ်ရင်ဖြစ်နေမှာပေါ့နော်။ဒါအမှန်သောစကားပြောတာ။ င်းစတိုရီလားလူတွေတော်တော်များထင်ကြတာလေစနေရဲ့စတိုရီဆိုတာချက်ကူပေါ့နော်စနေရကြတော့တချင်းကိုယ်တိုင်ရေးကိုယ်တိုင်ဆိုတချို့တော်တော်များနင်းအမတူးတော့ရေးတာလားဆိုအမှန်တိုင်းပြင်မယ်နော်ဒီနေ့ဒီချိန်ထိလေအစစ်တီကလေးတုန်းကရေးခဲ့တဲ့တချင်းတွေနဲ့သူများအတွက်ကိုခန်းစားပြီးရေးတဲ့တချင်းတွေပဲများတယ်ဘယ်ရေးစားအတွက်ဘသူအတွက်ကဒီတချင်းရေးတာဆိုပြီးတော့အတိအကျမရှိဘူးအဲ့တော့တချို့ယောက်ျားတွေတချို့ကြီးသားတွေတချို့အမျိုးသားတွေကတော့တို့တို့တို့ကိုရေးရချိန်ပြီးတော့ feeling နေဖြစ်ရင်ဖြစ်နေမှာပေါ့နော်ဒါအမှန်သုံးစကားပြောတာ ဒီလေအမှန်တကယ်ကျမပြောပြရကျမမသိဘူးမှာပါပြုတ်တကယ်ချင်းကညလိုရေးလိုက်တယ်သူများကပြောလိုက်တဲ့ခံစားချက်ကိုကျမခံစားပြီးတော့မှရေးပြလိုက်တာပဲရှိတာဥပမာမိုးရွာသီတဲ့တချင်းဆိုပြောပြမယ်ဘွေးခွဲမြပါလားဆိုတချင်းတွေပြောပြမယ်တချို့တချင်းတွေပေါ့နော်နာမည်တော့ပြောတော့ပါဘူးအတချို့တချင်းတွေဆိုတကယ်ချင်းတွေကကိုယ်အသေးကွဲတဲ့ဟာကိုရင်းဖွင့်တယ်ပြီးတချို့တွေကကြတော့ဟဲ့တကယ်ချင်းကအဲစာသားလေးထည့်ပေးပါအဲဒီစာသားလေးထည့်ပေးပါဆိုကိုထည့်ပေးရေးပြလိုက်ဥမာဆူတောင်းနေမယ်ဆိုတချင်း ဆူတောင်းနေမယ်ဆိုတဲ့ချင်းဆိုရင်မမြင်ချင်းလည်းပဲကိုဥလူမင်းနဲ့ပေါ့နော်ရိုက်တာပေါ့စန်းစီညီမလေးနဲ့စိတ်လုံးတော့ရိုက်တယ်အဲ့တချင်းဆိုရင်စန်းစီတငယ်ချင်းကသူ့ဤစားကတခြားကောင်မလေးယူသွားတာအဲ့သူအသေးကွဲနေတဲ့ချင်းသူအသေးကွဲနေချင်းသူခန်းစားချက်ကိုစန်းစီကသူ့အဲ့ဒါရေးပေးထားတာပြီးတော့မှသူကလည်းအဲ့ကောင်မသူ့ရဲ့ကြီးစားကထွက်သွားယူပြီးတော့မှနိုင်ငံခြားထွက်သွားပြီအပြီးပိုင်ထွက်သွားပြီသူလည်းမကြပါဘူးသူလည်းအိမ်တော်ပြီပါတယ်တကယ်ချင်းနဲ့ဒါပေမဲ့သူ့ရဲ့ခန်းစားချက်ကိုစန်းစီကိုပြောတော့စန်းစီရေးပေးတာ ဆူတောင်းနေမယ်ဆိုတဲ့ချင်းလေးอ่ะအဲ့လိုလေးတွေရှိတယ်အဲ့တကယ်ငင်းနေဆက်နေလည်းအခုချိန်ကြီးခင်းတော့မယ်တကယ်ကြီးအဖြူလို့ခေါ်တယ်သူဒီဟုတ်ပါအင်တာဗျူးကြည့်ယူလို့ရှိရင်တော့သူရတဲ့သဘောကျပြီတော့ပါကျော်လိုက်ပြီးတော့တကယ်ကြီးအဖြူအဲ့လိုလိုရှိတယ် ချက်တစ်ခုမှအကြည့်ရတာအဲ့လိုတော့မဟုတ်ဘူးလေစိတ်တွေကရှိရတော့ရှိတာပေါ့ဒါပေမဲ့များသောအဖြစ်ကအဲ့လိုမျိုးလေးကိုခန်းစားချက်လေးနဲ့ငွေချင်းနေခန်းစားချက်တို့ကစာသားလာလာပြီးတယ်အဲ့လိုမျိုးလေးတွေနဲ့ကိုရေးပေးတာပေါ့နော်အခုထွက်လာမဲ့တခြင်းကတော့စနေငယ်ငယ်တော့ခန်းစားချက်လေးဟုတ်တယ်อืมအမုန်းတွေရှိသွားလားတဲ့ထောက်ဆိုင်ရအဆို boyfriend ရေမမြောက်ပါနဲ့ပေါ့อืมရေမမြောက်ပါနဲ့လို့ပြောချင်တာတဲ့အဲရှိရလို့ မရပါတော့မပါဘူးတချို့တချင်းလေးတွေအဲ့လိုမျိုးဆိုအကြောင်းပြောပြရပါအခုထွက်မဲ့တချင်းလေးဆိုရင်အမုန်းတွေရှိသွားလားပေါ့ကောင်းလေးကကိုယ်ကျမကိုမုန်းသွားပြီလားပေါ့ငဲအဲ့လိုမျိုးလေး ကျေးဇူးများတင်ပါတယ်ခု MC ရယ်ဆယ်လီလာဆယ်လီရက်ွက်ရယ် MQ ရယ်လာ MSB လာဟုတ်ကဲ့အဒီလေးခုစလုံးပေါ့နော်ကျေးဇူးများတင်ပါတယ်တခုတက်ကကျွန်တော်လာရောက်ပြီး interview ပေးရတဲ့အတွက်ကိုလည်းစနေနဲ့မအားနေတဲ့အခါကျတော့တည်တံ့ကြီးလိုမျိုး interview နဲ့တွေ့ပြီးတော့ပြောဖို့ view ဖို့ဆိုတော့ကနည်းနည်းခက်ခဲတယ်လေနော်ဆိုတော့ကျေးဇူးများတင်ပါတယ်ဒီ interview ကကြည့်ပြီးတော့မှလည်းအားပေးကြပါအောင်လို့စနေ အာလှုပ်ဖို့တွေရှိတယ်ရှူပွဲလှုပ်ဖို့ရှိတယ်တချင်းတွေတပုတ်ပြီးတပုတ်ထွက်လာမယ်ရှူပွဲလှုပ်ဖို့ရှိရဲခါကြမ်းနဲ့ကျေးဇူးပြုအားပေးချက်ကောင်းနဲ့ပြောချင်ပါတယ် thank you ပါကျေးဇူးပါစီကျေးဇူးပါ